ဒီနေ့မေတ္တာလက်ဆောင်ပေးမှာကလူဘဝမှာအခက်အခဲပြဿနာကြီးကြီးမားမားတွေကြုံတွေ့ရတတ်ပါတယ်နော်ဘဝမှာမိမိကိုယ်တိုင်မဖြေရှင်းနိုင်တဲ့ပြဿနာတွေကြုံလာရတဲ့အခါမှာထပ်ပေါက်မရှိဘဲဖြစ်နေတဲ့အခါမှာဥပမာငွေကြေးကိစ္စတို့ဘဝအတွက်အရေးကြီးတဲ့အခက်အခဲတွေအမှုခင်းကိစ္စတွေစသည်အားဖြင့်ပေါ့နော်ဘဝမှာဘာလို့လို့ဘာကဲမှမသိပါထပ်ပေါက်မရှိဘူးဆိုတဲ့မိတ်ဆွေများကိုအခုဆရာပြောပြမဲ့မေတ္တာအစီအမံလေးကိုပြုလုပ်ပေးပါနော် ဒေချာပေါ့ရပိုင်းတွင်မှာအောင်မြင်သွားပါလိမ့်မယ်အယုံဆုံးနေတဲ့ဆရာရဲ့ဗီဒီယိုလေးကိုအပေါင်းလေးကိုနှိပ်အသေးပေးပြီးတော့ share လုပ်သွားပေးပါဘယ်လိုလုပ်ရမလဲဆိုတော့မိမိရဲ့ရောက်ဆဲအသက်ကိုတည်ရမယ်အသက်ကိုခွန်နဲ့စားရမယ်တကယ်လို့အသက်ကိုခွန်နဲ့စားမိမိရောက်ဆဲအသက်ကိုခွန်နဲ့စားလို့တကျွင်းနေဆိုရင်အရိမတ္တရာဘုရားရှင်ကိုရမြတ်ကြီးဟာအုံထမင်းတို့အုံပန်းတို့လှူပြီးတော့ဆူတောင်းပေးပါနှစ်ကျွင်းနေဆိုရင်တော့ကာကုတံဘုရားရှင်ကိုရမြတ်ကြီးဟာ ကောင်းချင်းပေါင်းတို့ဂန်ကော်ကန်တို့လှူပြီးတော့ဆူတောင်းရပါမယ်နော်။သုံးကျွန်းနဲ့ဆိုရင်တော့စိန်ဒါမဏိဖျားရှင်ကိုရောမြတ်ကြီးဟာစီထမင်းတို့စိန်ချေပန်းတို့ထူတန်းပြီးတော့ဆူတောင်းပေးရပါမယ်နော်။မိမိတက်ကိုဒီလိုလေးကျွန်းနဲ့ဆိုရင်တော့ဝိပတ်တိမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟာဝတာဟင်းဝတာဟင်းရဲ့လိန်တော်သီးရဲ့ရွက်လာပန်းရဲ့လှူပြီးတော့ဆူတောင်းပေးပါ။ငါးကျွန်းနဲ့ဆိုတဲ့မိတ်ဆွေများကတော့ဘုရုမဘုရားရှင်ကိုရောမြတ်ကြီးဟာရည်စူး၍ဟလာပုံမုတ် ပေါင်မုံကျော်တို့ပဲပြုတ်တို့မင်းမျိုးပန်းတို့လူပေးရမယ်နော်သူပြီးတော့ဆူတောင်းပေးပါ6ကျွင်းတယ်ဆိုရင်တော့သူမနာဘုရားရှင်ကိုတော်မြတ်ကြီးဟာတရေသီးတို့တင်မောသီးတို့တပြေညွန့်တို့လူပြီးတော့ဆူတောင်းပေးပါခွန်ခွန်ကျွင်းတယ်ဆိုရင်ခွန်သုံးမဟုတ်တုံညကျွင်းတယ်ဆိုရင်နာရဒဘုရားရှင်ကိုတော်မြတ်ကြီးဟာဓာန်ပေါက်သုံးမဟုတ်ဓာန်ညွန့်လူတန်းပြီးတော့မိမိအခက်ခဲတွေကိုတိုက်တယ်ဆူတောင်းပါနော်အဲ့ဒါဆိုရင်မိမိတို့ဘဝမှာထပ်ပေါက်မရှိဘဲနဲ့ ဖြစ်ပျက်နေတဲ့အခက်အခဲဒုက္ခတွေအားလုံးဟာရပ်ပိုင်းတွင်းမှာအားလုံးဆင်ပြေသွားပါလိမ့်မယ်နော်။ကဲဆရာပြောပြခဲ့တဲ့ဂံဗီရရရရလေးကဗုဒ္ဓရရရဟာမိတ်ဆွေများအားလုံးအတွက်အကျိုးရှိတဲ့ဆိုရင်ဆရာရဲ့ဗီဒီယိုလေးကိုအပေါင်းလေးကိုနှိပ်အသေးပေးပြီးတော့ comment ရေးပါ share လေးတွေလုပ်ပေးသွားပါ။မိတ်ဆွေတို့ရဲ့နှိစက်ရာတင်ငွေချင်းပေါင်းသင်းတွေကိုလည်းတဆင့်ပြန်လည်ပြောပြပေးပါ။အဲပြီးတော့ဆရာရဲ့ဖုန်းနံပါတ်ကိုပေးပြီးတော့လည်းမေးခိုင်းလို့ရပါတယ်เนาะဆရာကတော့ဆရာကြီးမင်းတိန်ခါကြီးတပည့်ရင်ဆရာရဲမှန်အောင်ဖြစ်ပါတယ် ရှာဓမ္မဘေဒင်မေးခြင်းတဲ့လက္ခဏာမေးခြင်းတဲ့တာတော့ဘေဒင်ဧကန်တဘေဒင်မေးခြင်းတဲ့မိတ်ဆွေတွေကဆရာကိုတိုက်ရိုက်ဖုံးခေါ်ပြီးတော့မေးလို့ရပါတယ်နော်ဘေဒညာပူဇော်ကယူပါတယ်ပြီးတော့အိမ်ရောင်းခြင်းတာခြံရောင်းခြင်းတာမြေရောင်းခြင်းတာကားတွေကြောက်တွေဆက်ပစ္စည်းတွေဆိုင်ကယ်တွေတံပိုးကြီးယရနာပစ္စည်းတွေအများဆုံးရောင်းထွက်ဖို့အတွက်အထူးတိုက်ရိုက်တက်စင်တွေပြုလုပ်ပေးပါတယ်နော်အာမခံတယ်ပါပြီးတော့အခြေရေးနဲ့ပတ်သက်ပြီးသစ္စာဖောက်ခံရတဲ့အခြေရေးစင်မပြေသူတွေအိမ်တော်ရေးပြဿနာတွေကြုံတွေ့နေရတဲ့ အိမ်တော်ဟိဒုက္ခရဲ့ကြုံတွေ့နေရတဲ့ဆိုတဲ့မိတ်ဆွေများလည်းဆက်သွယ်ပါဆရာဝန်တွေစုံနေပြီးစိတ်မတိုးဘူးဆိုတဲ့လူနာတွေဆက်သွယ်ပါပြီးတော့အောက်လန်းဆုံးပယောဂတွေနဲ့တိုက်ခိုက်ခံထားရတဲ့မိတ်ဆွေများလည်းဆက်သွယ်ပြီးပါနော်အကျွေးတွေပြန်ရဖို့အကျွေးတွေကြည်ဖို့လောင်ကစားအရှုံးများနေတဲ့မိတ်ဆွေတွေအမျက်ငွေတွေချက်ချင်းရအောင်ပုံနကဘလူးမင်းကြီးရဲ့အဆောင်တော်တွေဆောင်ရွက်ပေးပါတယ်ဆရာရဲ့ဖုန်းနံပါတ်က39 956 88 858ပြီးတော့39 ့9 8 3 4လေးလုံး2 5ဖြစ်ပါတယ်เนาะအဲ့ဒီ3 9 9 5 6 9 8 8 8 5 8အဲ့ဒီဖုန်းနံပါတ်က Viber အကောင့် Telegram အကောင့်ရှိပါတယ်။အဲ့ဒီအကောင့်တွေကနေပြီးတော့ဆက်သွယ်ပြီးတော့မေးလို့လည်းရပါတယ်နော်။ပြည်ပမှာနေထိုင်ကြတဲ့မိတ်ဆွေတွေကတော့အဲ့ဒီအကောင့်တွေကနေပြီးတော့ဆက်သွယ်ပြီးတော့မေးပါ။ပြည်တွင်းကမိတ်ဆွေတွေကတော့ဆရာကိုတိုက်ရိုက်ဖုန်းခေါ်ပြီးတော့မေးကြပါနော်။ အိမ်မှာလာမေးကျင်နေဆိုရင်တော့နော်ကုန်းကြီးရွာရေဦးမြို့နယ်သခိုင်းတိုင်းမှာဆရာနေပါတယ်အိမ်မှာလာမေးလို့လည်းရပါတယ်နော် မလာခင်မှာဆရာကိုဖုန်းကြိုရေးဆက်ပေးပါကဲခொနီယာသားသမီးအားလုံးစာဝေးနေရေးတွေခြောင်တယ်ပြီးတော့တဘာဝဘေးအန္တရာယ်တွေကနေကင်းဝေးကြပါစေစစ်ဘေးရန်သူမျိုး၅ပါးပြီးလက်နက်ခရံပေးတွေကနေကင်းဝေးကြပါစေအချစ်ရဲ့အိမ်တော်ကြီးမှာတာယာပျော်ရှင်ပြီးတော့အသက်ရှူတိုင်းငွေတွေဝင်ကြပါစေလောကကောင်းကျိုးတာရဏာရဲ့ကောင်းကျိုးကိုကောင်းစွာရွတ်ဆောင်နိုင်ကြပါစေနော်